24ရက်နေ့ညမှာတော့ World Championship ကနေကျင်းပပေးတဲ့159130မှာကျွန်တော်တို့ကြည့်နေကြမြန်မာပွဲတွေလို့မဟုတ်ဘဲနဲ့တမျိုးထူကြတဲ့မြန်မာသွေးဆိုင်တစ်ပိုင်းပါဝင်နေပါတယ်။အဲ့ဒါကတော့စွန်ရက်နဲ့ရမင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။မင်္ဂလာပါ။ Fight Family ကနေကြိုဆိုပါတယ်။ဒီပွဲကအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကကောင်နာသမားနဲ့ထိုင်းနိုင်ငံကဖိုင်တာတို့တွေ့ကြမှုပွဲလည်းပဲဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံသားဆုံးရဲ့ဒုမဲ့ပုံစံကမြန်မာလက်ဝဲကမ္ဘာချန်ပီယံဟောင်းဖြစ်တဲ့သွေးသွေးဝန်းနိုင်တို့နဲ့ထိုးသက်ပုံချင်အတော်လေးကိုတူပါတယ်။ပြိုင်ဘက်ရဲ့ထိုးသက်ပုံကိုကြည်ပြီးတော့ဘယ်လိုထိုးရမလဲစဉ်းစားတတ်တဲ့သူပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာလေထိုင်းနိုင်ငံဖဲသချင်မှာလေ့ကျင့်နေတဲ့ပြည်ပညာမြင့်ဘူတန်ကစားသမားတယောက်လေးပဲဖြစ်ပါတယ် one championship မှာ73ပွဲထိုးထားပြီးတော့9ပွဲနိုင်6ပွဲရှုံးဆိုတဲ့ရလဲထွက်ပေါ်ထားပါတယ်အသက်အရွယ်အားဖြင့်တော့28နှစ်ခန့်ရှိပါပြီသူ့ရဲ့အကောင်းဆုံးအချိန်လေးပဲဖြစ်ပါတယ်တစ်ဖက်ကထိုင်းနိုင်ငံသားယမင်းကဆိုလို့ရှိရင် သူထိုးသတ်နေတဲ့ပုံစံက aggressive style ပဲဖြစ်ပါတယ် fighter ပုံစံနဲ့ pressure ပေးပြီးကစားတတ်တဲ့ပုံစံလေးပဲဖြစ်ပါတယ်သူ့ရဲ့အသက်အရွယ်ကိုကြည့်ရင်လည်း28နှစ်ပဲ one championship မှာ၃ပွဲကစားပြီးတော့၂ပွဲနိုင်၃ပွဲရှုံးဆိုတဲ့ရာလည်းထွက်ပေါ်ထားပါတယ်။တတူရွယ်သူဒီဖိုက်တာ၂ယောက်မှာမတူညီတဲ့တိုက်ခိုက်ပုံစံနဲ့ရှိကြပါတယ်။လုံးဝကိုအကွာကြီးထိုးသက်ကြမှာလည်းပဲဖြစ်ပါတယ်။စွန်ရက်ကဘာရီအားသာတဲ့ဆိုလို့ရှိရင်သူ့ရဲ့ထူးခြားချက်ကကောင်နာသမားပီပီတိုင်ဝင်တော်တော်လေးကောင်းတာတွေ့ရမှာဖြစ်ပါတယ်။တိုင်ဘက်ရဲ့တိုက်စစ်ကိုထိန်းချုပ်ပြီးတော့ပွဲကိုအသာစီးရယူနိုင်ပါတယ်။နောက်တစ်ခုက defensive IU တော်တော်လေးကိုမြင်မာပါတယ်။ ဒီအချိန်တော့တွင်းမှာတစ်ဖက်ကိုခြေကန်ချက်တွေတရောင်ရိုက်ချက်တွေနဲ့သူ့ရဲ့ညာလက်တီကပြန်ပြီးတော့ pressure ပေးနိုင်ပါတယ်။နောက်ပြီးတော့မူထိုင်းမှာနီးပညာမြင့်တဲ့ကစားသမားတယောက်လို့လည်းပြောလို့ရပါတယ်။ရှီမန်းချက်ကြီးတဲ့ကစားသမားမို့ဒီကစားသမားအပေါ်ယုံကြည်လိုက်လို့တော့ရပါတယ်။သူ့ရဲ့အားနည်းချက်ကတစ်ဖက်ကိုအလဲထိုးဖို့လောက်ထိ power ပြင်းမနေတာလည်းပဲဖြစ်ပါတယ်။ တဖက်ကပြိုင်ဘက်ကမိုင်းတော့မတူဘက်ကထိုးလာတဲ့လက်သီးတွေကန်ချက်တွေကအလဲတိုးနိုင်လောက်တဲ့အသီးပါဝါက များမနေတာကိုတွေ့ရပါတယ်။မာကိုမင်းနဲ့ကစားသမားတွေနဲ့ဆိုလို့ရှင်ဒုက္ခရောက်နိုင်ပါတယ်။တဖက်ကယမင်းကတော့လက်သီးပါဝါတော်တော်လေးကိုကောင်းတာတွေ့ရမှာဖြစ်ပြီးတော့ 2024 one friday 59မှာပြိုင်ဘက်ကို36စက္ကန့်အတွင်းအလဲထိုးနဲ့အမောက်သိပ်ပြခဲ့တဲ့မတန်းကောင်းတွေလည်းပဲရှိပါတယ်။ဒီကစားသမားကအတော်လေးကိုအမြင်နှုံးမြင့်တဲ့ကစားသမားလို့ပြောလို့ရပါတယ်။သူရဲ့ speed ကြောင့်မပွဲဥထမှာအတော်လေးကိုတာနိုင်ပါတယ်။ no power ရှိပြီးတော့သူရဲ့လက်သီးထိုးချက်တိုင်းကအန်တရဲတော်တော်လေးကိုများတာတွေ့ရပါတယ်။ ပြီးတော့အနိုင်ကန်ချက်တွေလက်သီးတွေတထောင်တွေကလည်းရံပရံကအသုံးပြတ်ပြီးတော့ပါဝါပါတဲ့ကစားဟန်နဲ့ကစားတာကိုတွေးရမှလည်းပဲဖြစ်ပါတယ်ကိုရိုင်းက pressure ပေးတဲ့ကစားသမားဖြစ်ပေမဲ့သူ့ကို pressure ပေးလိုက်ရင်တော့ပြာသွားတတ်ပါတယ်သူ့ရဲ့တောက်လျှောက်ပြီးလို့နေတဲ့အချိန်တော်အတွင်းမှာလည်းကိုရိုင်းကကာကွယ်ဖို့မေ့နေတတ်ပါတယ်ဒါကတော့သူ့ရဲ့အကြီးမားဆုံးအားနည်းချက်လို့ပြောလို့ရပါတယ်ပြီးတော့တက်လွန်ပိုင်းမှာလည်းအားနည်းတာကိုတွေ့မြင်ရမှလည်းပဲဖြစ်ပါတယ် အမှန်တိုင်းပြောရရင်ဒီပွဲကစုံရထိုးခဲ့သမျှပွဲတွေမှာအခက်ဆုံးပွဲလို့ပြောလို့ရတယ်။တစ်ဖက်က fighter တမားက pressure ပေးတဲ့တန်ကိုခံနိုင်ပါမလားပေါ့။ဒါကတော့စိုးရင်ရတဲ့အနေအထားဖြစ်ပြီးတော့ကိုယ့်ကောင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမာကွန်ကအရင်ကြီးကောင်းမနေပါဘူး။ဒါကြောင့် round 1နဲ့ round 2မှာပွဲပြနိုင်ခြေကအတော်လေးကိုများပါတယ်။ပါကြောင်လဲဆိုတော့တဖက်ကကစားသမားကစုံရဲတဲ့နှစားလောက်ကိုလက်သီးပါဝါမျက်နှာကြောင်လို့ပြောလို့ရပါတယ်။ ဒါမှမဟုတ်နောက်ဆုံးအချိန်ထိရောက်အောင်ဆွန်ရဲဘက်ကနေထိုးနိုင်ရင်တောင်မှရမင်းအနေနဲ့တက်လို့နေပါရကြပြီးတော့ပြန်သားလာနိုင်ပါတယ်။ဒါပေမဲ့အလဲထိုးနိုင်ဖို့ကတော့ယာကိုင်းလုံးအတော်လေးကိုနေပါတယ်။အမှတ်ပေးဆုံးဖြတ်ရောက်ရင်တောင်မှ Time Fighter ဘက်ကနေနိုင်ဖို့60ရာခိုင်နှုန်းလောက်များပါတယ်။ဒီလိုပြောရတာကဆွန်ရက်ကိုနိုင်ဖို့မဖြစ်နိုင်ဘူးလို့တော့ပြောချင်တာတော့မဟုတ်ပါဘူး။အပေါ်မှာပြောခဲ့တယ်လို့ပဲ Time Fighter ဘက်ကနေတောက်လျှောက်တွေလိုက်ပြီးဖိကစားနေတဲ့အချိန်မှာသူ့ရဲ့အားနည်းချက်ဖြစ်တဲ့ ဂျပန်စစ်ရောကြနေတဲ့အချိန်တွေမှာနေရာတွေမှာကျွန်တော်တို့ကာကွယ်မှုရော့နေတဲ့နေရာတွေကိုရှာတွေ့နိုင်မယ်ဆိုလို့ရှိရင်တော့ပြိုင်ပွဲကစွန်ရက်ဘက်ကိုပို့ပြီးတော့အားတော်သားလိုက်မယ်လို့ယုံကြည်ပါတယ်။စွန်ရက်ကကောင်နာသမားဖြစ်တာကြောင့်မလို့ဘလို့ကာကွယ်ရမလဲ။မှားကွက်ကိုဘလို့လိုက်ရှာရမလဲဆိုတာကောင်းကောင်းကြီးသိနေတယ်လို့ပြောလို့ရပါတယ်။သူကလည်း1 Championship မှာထိုးခဲ့ဘူးပြီးတော့အတွေ့အကြုံလည်းမနှဲဘူးလို့ပြောလို့ရပါတယ်။ခုနကပြောခဲ့သလိုနောက်ဆုံးအချိန်ထိအချိန်ဆွဲပြီးထိုးရင်တော့ဖြစ်နိုင်ခြေရှိပါတယ် စိုးရိမ်နာကတဖက်ကထိုးရထိုးရမဲ့ကစားသမားကထိုင်းဖိုက်တဲ့ဖိနစ်ကြောင့်မို့လို့အတိုင်းအဆုံးဖြတ်အချိန်ထိကိုမြောက်စေချင်တာပါကျွန်တော်ရဲ့ channel လေးကတော့ fight analysis တွေ fight cut တွေနဲ့ပွဲကြိုခံမှန်းချက်တွေကိုပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်ဒါကြောင့်မို့ like share subscribe လေးနှိပ်ပြီးအားပေးခဲ့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်